Hello အားလုံးပဲမင်္ဂလာပါဒီနေ့ပေါ့เนาะဒီ7 7လေးပေါ့เนาะ11 11အတွက်ဒီ manifestation ပေါ့เนาะ manifestation လေးကို11 11နေနဲ့တိုက်ဆိုင်တဲ့အချိန်မှာပေါ့เนาะမူက short reading လေးပေါ့เนาะဒီတင်ပြပါမယ် short reading လေးဆိုတဲ့နေရာမှာပေါ့เนาะဒီစာနာလေးပြုပေါ့เนาะဆိုတောင်းဖို့အတွက်ကိုရေးခဲ့ပါတယ်ပေါ့เนาะဒီ video လေးကိုနားထောင်နေရင်လည်းစိတ်ထဲကနေ ကိုရဲ့တောင်းစုလေးပေါ့နော်ကြည်အောင်ပြီးသွားအောင်လို့စိတ်ထဲကနေဆုတောင်းပါအဲ့တော့ပထမတစ်ချက်ကတော့ဗာလဲဆိုတော့ပေါ့နော်음ဒီ reading ကိုဘယ်လိုဗာလို့ရရလဲဆိုတော့အကြောင်းရမနှက်ပါလေပေါ့နော်ဘုရားဒီ11 level မှာမှီလိုက်တယ်ညဒီညပိုင်းမှာလေပေါ့နော်အဲမူရဲ့ဒီဝါလေးရဲ့အတွက်ပေါ့နော်တည်ပြီးနေနေ program လေးတည်ပြီးနေနေပေါ့နော်အဆောင်လေးလုပ်ပြီး ီဒီယိုလေးကိုဖတ်ပေးနေရင်းနဲ့ဒီ11 11လေးကိုမှုလိုက်တယ်ပေါ့နော်အဲ့တော့အားလုံးကိုဒီ11 11 energy လေးကိုမှုစေခြင်းနဲ့ကောင်းနေပေါ့နော်မမှုဆိုရင်တော့မှဒါလေးကိုကြားလိုက်တဲ့အချိန်မှပေါ့နော်ဒီ energy လေးကိုအဲ restore လုပ်တယ်ပေါ့နော်တင်းဆဲတဲ့အနေနဲ့ဒီဟာလေးကိုပေါ့နော်မိနစ်ပိုင်းလောက်လေးတင်ပေးလိုက်ခြင်းဖြစ်ပါတယ်အဲ့တော့ဒီ video နားထောင်နေရတာအကုန်လုံးနဲ့သဆိုင်ပါเนาะပထမတစ်ချက်ကတော့ဗာလဲဆိုတော့ဗောနော်ဒီอืม ကိုလုံနေတဲ့လမ်းကြောင်းတွေရတဲ့เนาะမှန်ကန်နေတယ်တဲ့။တွားနေတဲ့လမ်းကြောင်းတွေရမှန်ကန်နေတယ်ဆိုရယ် message ကိုပေးပါတယ်။အဲ့တော့ကိုကလေဟိုတခုခုပေါ့เนาะကိုရဲ့အဲကိုလုံနေတဲ့အလုပ်တွေပေါ့เนาะတခုခုရည်ရွယ်ချက်တခုခုနဲ့ရည်မှန်းချက်တခုခုနဲ့ရည်ရွယ်ပြီးလုံနေတယ်ဆိုလို့ရှင်ရယ်ဒီအလုတ်ကစက်လုတ်ဖို့ခေါင်းနဲ့အလုတ်တခုပါပဲတဲ့အဲ့တော့မွေခလတဲ့သမားလေးရဲ့အနေနဲ့အဲ ဘဝကိုပေါ့နော်အသက်စားစီမဲ့အသက်အသက်တော့ new chapter တခုလာဖို့ရှိပါတယ်ပေါ့နော်အဲ့တော့အပြောင်းလဲကြီးကြီးမားမားကြုံရလိမ့်မယ်အဲ့ဒီအပြောင်းလဲကဟာပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့အပြောင်းလဲတခုဖြစ်ပါလိမ့်မယ်ပေါ့နော် ုကိုယုံကြည်ချက်ထားပါတဲ့အဆောက်ရှောက်တွေကပြောကြတယ်ပေါ့နော်။သွားနေလမ်းကြောင်းအမှန်ကန်နေကိုကိုယုံကြည်ချက်ထားပါတဲ့။နောက်တစ်ချက်ကကြတော့ဗာလဲဆိုတော့ပေါ့နော်။စာပေနဲ့ပတ်သက်တယ်၊ပညာရည်နဲ့ပတ်သက်တယ်။အဲ့လိုမျိုးပေါ့နော်။ဟိုအရာတစ်ခုအဲကော်လက်တက်သမားလေးတွေစီကို ရောက်လာလိမ့်မယ်။အဲ့ဒီစာပေပညာရက်ကနေပြီးတော့ဗောနော်အဲကိုရဲအောင်မြင်မှုလမ်းကြောင်းတစ်ခုစီကိုဥတည်ပြီးတော့သွားနေတာကိုမြင်ရပါတယ် ဆန္ဒလေးတစ်ခုပြုပါပေါ့နော်ဆန္ဒလေးတစ်ခုပြုပါအဲ့တော့အချို့တွေကပေါ့နော်ကိုယ့်ရဲ့ဘဝရဲကိုအထူးသဖြင့်နံပါတ်11 11ကလည်းဆိုးမိတ်ကိုရည်ညွှန်းနေပေါ့နော်အဲဒီရာလေးကိုနားထောင်နေရင်လည်းကိုကကိုယ့်ရဲ့ဆိုးမိတ် ပေါ့နော်ကိုယ့်ရဲ့ဘဝမှာကြုံတွေ့ရမယ့်ဆုံးမကိုယ့်ရဲ့တပိုင်းပတ္တနာကိုအာရုံပြုပြီးတော့လေဒီ wish လေးကိုဆုတောင်းလို့ရပါတယ်ပေါ့နော်အဲမကြခင်မှာပဲအဲ့ဒီလူကကိုယ့်ဘဝတွေကိုပေါ်လာလိမ့်မယ်ကိုယ်နဲ့အဆက်အသွယ်ရလာလိမ့်မယ်ပေါ့နော်အဲတော့ကိုယ့်ရဲ့ဆုံးမကကိုယ့်ဘဝတွေကိုဝင်ရောက်လာပြီတဲ့အဲတော့အဲ့ဒီ energy လေးကိုလေအဲ claim လုပ်ပါဘောเนาะဒီ comment မှာဖြစ်စေကိုယ့်ရဲ့စိတ်နဲ့ပဲဖြစ်စေဘောเนาะ claim လုပ်ပါအဲ့တော့ဒီ reading လေးရဲ့အောက်မှာအမ်ဘောเนาะဟိုဟာဘော အဲဆန်ပြေရဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ wish list တွေကို ပြောလို့ရတဲ့ wish list တွေကိုရေးသွားပါအဲ့တော့ပြီးတော့ personal တွေတော့မထည့်နဲ့ပေါ့နော်ကိုယ့်ရဲ့ personal ဟိုမထည့်နဲ့အဲ့လိုမျိုးပေါ့နော်ဒီ wish list ကို suit down တဲ့ wish list တွေကိုရေးသွားပါအဲ့တော့ဒီဒီဟာလေးနဲ့ပတ်သက်ပြီးတော့မို့ energy အဲ claiming ပေါ့နော် energy claiming လုပ်တဲ့သဘောမျိုးလေးပဲ ဲတင်ပေးလိုက်ခြင်းဖြစ်ပါတယ်အားလုံးကောင်းတဲ့ energy တွေရရှိပါစေအဲတော့ဘောနော့ shut down နေဆန္ဒတွေလည်းပြေဝကြပါစေကိုယ့်ရဲ့စိတ်အတွင်းထဲမှာရှိရပေါ့နော်အဲအဲရင်ဆိုင်နေရတဲ့အဲ့လိုအခက်ခဲတွေစိတ်အတွင်းထဲမှာရှိတဲ့အဲနာဆိုးလိုပဲပြောပေါ့နော်အဲဆိုးဆိုးတဲ့ energy တွေကိုလည်းဖယ်ထုတ်နိုင်ပါစေကိုယ့်ရဲ့အတွင်းထဲမှာရှိတဲ့မကောင်းတဲ့အရာတွေကိုလည်းရဲရဲဝံ့ဝံ့မြင်အောင်ကြည့်နိုင်ပါစေပေါ့เนาะအဲ့တော့လူတွေပေါ်ကိုလည်းမေတ္တာထားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်ရီတယ်မှာတွေ့ကြပါမယ်တတား